ဖိဝင်ရနဲ့ဆိုပြီးတော့ရဲ့မင်္ဂလာပွဲကိုအခုလိုအချက်ကြောင့်တက်ရောက်မှာမဟုတ်ကြောင်းပြတ်သားစွာပြောလာတဲ့အမေရိကရောက်တထိမကြီးဆိုမျက်နှံတာပရိသတ်များအလုံးမင်္ဂလာပါရှင်ညီမဖြစ်သူဆိုပြီးရဲ့မင်္ဂလာပွဲကိုတက်ရောက်သွားမှာမဟုတ်ကြောင်းပြတ်သားစွာပြောလာခဲ့ရကတော့ထိတ်တန်းတထိမကြီးဆိုမျက်နှံတာဖြစ်ပါတယ်ဆိုမျက်နှံတာကအရင်ကတော့အောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီးတော့အခုချိန်မှာတော့အမေရိကမှာပြောင်းရွှေ့နေထိုင်ရင်းနဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းကပဲမြန်မာနိုင်ငံကိုပြန်လာပြီးတော့ဆိုညီမတွေနဲ့တွေ့ဆုံခဲ့ပေမဲ့အခုတော့အရင်ချိန်ရတဲ့ မငယ်လေးဆိုပြတဲ့ဇင်ရဲ့မင်္ဂလာပွဲကိုပြန်လာပြီးမတက်တော့ဘူးလို့ပြောနေကြရပါ။အမေရိကကနေမြန်မာနိုင်ငံကိုပြန်လာပြီးတော့မင်္ဂလာပွဲမတက်ရတဲ့အကြောင်းကတော့အထွေထူးသိပ်ပြီးတော့မရှိပါဘူး။ဆိုမြန်နန္ဒာအနေနဲ့အမေရိကမှာစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကင်နေရပြီးရော။ကျမရဲ့အခြေအနေကလည်းတိတ်ပြီးတော့မကောင်းတာကြောင့်မင်္ဂလာပွဲကိုအဝေးကြီးကနေပြန်မလာဖို့အတွက်ဆုံးဖြတ်ခဲ့ရဖြစ်ပါတယ်။ဆိုပြီးတဲ့စဉ်ဆိုတာကဆိုညီမတွေရဲ့အငယ်ဆုံးချစ်စရာအကောင်းဆုံးညီမလေးတယောက်ပါ။သူမကအသက်30ကျော်အရွယ်မှာပဲမင်္ဂလာပွဲဆင်နွှဲဖို့အတွက်စီစဉ်နေပြီဖြစ်ပြီးတော့ မိသားစုအတန်းဝဲတစ်ခုလုံးကလည်းဝမ်းသာနေရတာဖြစ်ပါတယ်။တပတ်ကလည်းတာမန်လူမဟုတ်ဘဲနိုင်ငံကျော်ထိတ်တန်းမင်းသားဟင်းဝရဖြစ်နေရကြောင်းနှစ်ယောက်သားရဲ့မင်္ဂလာပွဲကတနင်္ဂနွေလုံးရဲ့အယုံဆဲမှုတွေကိုရရှိလို့နေရပါဒီမင်္ဂလာပွဲမှာနိုင်ငံကျော်ထိတ်တန်းမင်းသားမင်းသမီးများစွာကသတို့သားသတို့သမီးအရန်တွေနဲ့အတူပါဝင်ပြီးတော့အားဖြည့်သွားကြမှာလည်းဖြစ်ပါတယ်။ထိတ်တန်းလုပ်ငန်းရှင်တတိကြီးများစွာကလည်းတက်ရောက်ကြမှာဖြစ်ပြီးတော့ရတနာရွှေဆိုင်တွေကလည်းအပြိုင်ဆိုင်ဆက်ဖို့ပေးဖို့အတွက်လှုံ့ဆော်နေကြတာပါ။အငယ်ဆုံးညီမလေးဖြစ်တဲ့ဆိုပြည့်သင်ရဲ့မင်္ဂလာပွဲကိုတနင်္ဂနွေ ုံးကဝမ်းသာပြီးတော့ကောင်းချီးပေးနေကြပေမယ့်အမေရိကကိုရောက်ရှိနေတဲ့အမဖြစ်သူဆိုမျက်နှာတာကတော့တက်ရောက်သွားမှာမဟုတ်ဘူးလို့သိရပါတယ်။ခုနကပြောခဲ့တဲ့အတိုင်းပါပဲအမေရိကနဲ့မြန်မာနိုင်ငံဆိုတာကတော်တော်လေးကိုဝေးကာတာကြောင့်သွားလာဖို့ကတော့ခက်ခဲပါတယ်။ဒီကနေ့လာကမှခွဲစိတ်ကူတာမှုတွေခံယူခဲ့ရတဲ့ဆိုမျက်နှာတာအနေနဲ့ခရီးအဝေးကြီးကိုပြန်လာဖို့အတွက်ပုံမှန်ထက်ခက်ခဲနေရဖြစ်ပါတယ်။ ဒါကြောင့်လည်းအရန်ချင်းရတဲ့ညီမလေးဆိုပြည့်ရဲ့မင်္ဂလာပွဲကိုချက်ချင်းတက်ရောက်နိုင်မှာမဟုတ်ပေ။နောက်ကြောင့်မှပဲကိုယ်တိုင်လာတွေ့ပြီးတော့ဂုဏ်ပြုသွားမယ့်အကြောင်းအခုလိုပဲပြောလာခဲ့ရပါဗရိသတ်ချင်းရတဲ့မင်းသမီးလေးဆိုပြည့်တစဉ်နဲ့မင်းသားဟင်းဝရံတို့ရဲ့မင်္ဂလာပွဲကတော့အခုဝါကျွတ်တဲ့အချိန်ခါမှာခန်းသားစွာနဲ့ကျင်းပပြုလုပ်သွားကြတော့မှာဖြစ်ပါတယ်။မင်္ဂလာပွဲကိုတပွဲတည်းမဟုတ်ပဲ၆ပွဲလောက်ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အမားဖြစ်သူထိတ်တန်းသတိမကြီးစိုးမျက်နှာတာအနေနဲ့တပွဲလောက်ကိုတော့အမိရောက်လာပြီးတော့တက်ရောက်နိုင်မယ်လို့မျှော်လင့်နေကြတာပါလက်မထက်ခင်အချိန်ကမြန်မာနိုင်ငံမှာကိုယ်တိုင်လာတွေ့ပြီးတော့ဂုံပြူပြီးသွားပြီဆိုပေမဲ့အခုလိုမင်္ဂလာပွဲမှာညီအစ်မတွေဆုံဆုံလင်းလင်းရှိနေဖို့အတွက်ပရိသတ်တွေကတော့စောင့်မျှော်နေကြပါတယ်စိုးမျက်နှာတာကလည်းသူ့ရဲ့ညီမလေးမင်္ဂလာပွဲကိုမြန်မာနိုင်ငံကိုအမိပြန်လာပြီးတော့တက်ရောက်ပေးနိုင်မှာမဟုတ်ပေမဲ့လက်ဖွဲ့အကြီးစားကြီးပေးဖို့အတွက်ကိုလည်းစီစဉ်ထားတယ်လို့သိရပါတယ်အခုလက်ရှိအင်းဝင်းရဲ့စိုးပြေတို့ရဲ့မင်္ဂလာပွဲလေးကတော့တရင်ချွတ်ချိန်ခါမှာပြု လုံးမဲ့မင်္ဂလာပွဲတွေအများကြီးတွေကမှပရိသတ်စိတ်ဝင်စားမှုအခမ်းအနားဖြစ်နေရပါဘလို့ကြီးကျယ်ခမ်းနားတဲ့အပြင်စင်တွေနဲ့ဘလို့အမိုက်စားဝိစုံတွေကိုဝိစင်ပြီးတော့မင်္ဂလာပွဲကျင်းပသွားမလဲဆိုတာအလုံးကတော့သိကျင်နေကြပြီဖြစ်ပါတယ်။ပရိသတ်ခြေတို့အနေနဲ့ကရောစိုးညီမတွေရဲ့အငယ်ဆုံးညီမငယ်လေးဖြစ်တဲ့ဆိုပြည့်သင်းရဲ့မင်္ဂလာပွဲကိုအမေရိကရောက်တတိမကြီးဆိုမျက်နှာတာတယောက်မတက်ရောက်နိုင်တဲ့ပုံမှာဝမ်းနည်းနေကြပြီလားဆိုတာပြောခဲ့ပါအောင်နော်။ကြီးစုပေးခဲ့တဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။